ကျမရဲ့တကယ်တမ်းဇာတိအမှန်ကကျမကသကိုင်းတိုင်းဝက်လက်မြို့သူပါအဲကျမက90 election မှာဆိုလို့ရှိရင်သကိုင်းတိုင်းဝက်လက်မြို့နယ်ရဲ့အမှန်တိလွတ်တော်ကိုယ်စားလှယ်ပြည်ရွေးချယ်ခံရတဲ့ပုံပေါ်ဒါပေမဲ့အခုဒီဒီချိန်မှာကြာတော့ဒါကျမရွေးချယ်ခံမယ့်နေရာက ကျွန်မရဲ့တိုင်းတိုင်းဖြစ်တယ်လို့ပြောတော်လည်းမဟုတ်တာကျွန်မရဲ့တကားမှကျွန်မမရောက်ဘူးတဲ့နေအားကျွန်မနဲ့တကားမှမကြည့်တွေ့ဘူးတဲ့နေအားဖြစ်တဲ့ကြောင့်ပလဲမြုံနေဆိုတဲ့အဲ့တော့ကြောင့်ကျွန်မဒီအားတော့ကျွန်မအနေနဲ့ဟိုအထုမြစ်တရားခံနေတာတော့ကျွန်မရွေးကောက်ပွဲမှာဝင်ဖို့ရတယ်လေကျွန်မဘာမှမစဉ်းစားပါဘူးဘယ်အချက်ကိုမှမလဲကျွန်မဒီအားတွေကဘာတွေတော့ဘာတွေဖြစ်မယ်ရှေ့အခက်အခဲတွေကဘာတွေရှိရရှေ့လာလာတွေကဘာတွေရှိဆိုတော့ကျွန်မဒီအခက်အခဲတွေနောက်ကြုံတွေ့ရမယ့်ပြဿနာဟုသမားတွေကိုကျွန်မအဲ့ဒီအားတွေကိုတော့ကျွန်မတည့်မစဉ်းစားပါဘူးဒါမှန်တာမှန်ပြောပြရင်တော့ ဟိုကျမဒီလှုပ်လာခဲ့ရတဲ့ဒီကျမရဲ့အတွေ့အကြုံတွေရှိရယ်နောက်တစ်ခုကကျမယုံကြည်တာဒီပြည်သူတွေဒီဒီနေ့ဒီမိုကရေစီကိုအင်မတန်လိုလားတယ်ဒီမိုကရေစီကိုလည်းလူတွေအားနေပြီးတောင်းတမျှော်လင့်ကြတယ်ဒီနေ့ဒီဒီရွေးကောက်ပွဲအောင်နိုင်ခြင်းဒီအားလုံးရဲ့မျှော်မှန်းတဲ့ဒီမိုကရေစီကိုကျမတို့ရရှိဖို့ရဖြစ်တယ်ဆိုရအောင်ဒီစိတ်တက်ကိုလည်းကျမမှာထားနေတဲ့အတွက်ကြောင့်မလို့မို့ကျမနဲ့အတူတူမျိုးနဲ့သူမျိုးနဲ့သားတွေအားလုံးကကျမနဲ့အတူလက်တွဲပြီးတော့ဆောင်ရွက်မယ်ဆိုတော့ကျမရဲ့ဒီမျှော်လင့်ချက်ကိုကျမဘယ်တော့မှမပြတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့မို့ မဒီရွေးကောက်ပွဲဝင်တဲ့အချိန်မှာလည်းကျမမျိုးစုမျိုးသားတွေရောဒါပလဲမျိုးစုမျိုးသားတွေနောက်နောက်ဒီကျမတို့ဒီခရိုင်ကပေါ့နော်ခရိုင်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနောက်ပလဲမျိုးနယ်မှာတာဝန်ရှိတဲ့လူကြီးလူငယ်အားလုံးကိုကျမအားကိုးပါတယ်ဒါတွေကတော့ဒီလူတွေနဲ့ကျမတိုင်ပင်ပြီးတော့ညီညီနိုင်နိုင်နဲ့ကျမဒီ အောင်နိုင်ရေးကိုဘယ်လိုလုပ်မလဲအောင်နိုင်ရေးဆိုဒီမှာဒေါက်ကင်စားလိုင်ရဲ့အောင်နိုင်ရေးမဟုတ်ပါဘူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အောင်နိုင်ရေးပါအဲ့တော့အဖွဲ့ချုပ်ရဲ့အောင်နိုင်ရေးအတွက်ကိုကျမတို့တွေဘယ်လိုလုပ်ကြမလဲဆိုတာကိုလူငယ်တွေနဲ့ရောလူကြီးတွေနဲ့ရောကျမမင်းကမှရုပ်ပုံဝယ်ပြည့်ရဲ့အချိန်မှာကျမရှင်းလေးလုပ်ပါမယ်တော့ပြည်ပြီးဆိုလို့ရှိရင်ကျမတို့ဒီမှာအားလုံးဝိုင်းဝန်းပြီးတော့အားလုံးရဲ့စတန်ဒတ်နဲ့တခြားတဲ့တူညီတဲ့ကိစ္စတွေကိုကျမတို့အားလုံးလက်တွဲပြီးညီညီညွတ်ညွတ်နဲ့လုပ်ပါမယ်အခြားနိုင်ငံရေးတဲ့ပတ်သက်လို့ပြောဖို့ဆိုဖို့ဟောရေးပြောရေးတွေကတော့ ကျွန်မဒီလာရှိလာဆယ်ရက်နေပြီဆိုတော့ကျွန်တော်ပြောပါလိမ့်ဆယ်ရက်ပြီးမှဖလို့တော်ကိုယ်စားလည်းပြင်ဒီမှပြုတ်ခံရပြီးတဲ့နောက်မှာကျွန်မတို့ကကျွန်မဒီအောင်နိုင်ရေးတို့ဒီနောက်ပါတီရဲ့နိုင်ငံရေးသဘောတရားမူဝါဒဒါတွေကိုကျွန်မတို့ကပြောဖို့ဟောဖို့ဆိုတော့ကျွန်မဒီအချိန်ကျမှခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီကြားထဲမှာတော့ကျွန်မဘာမှမဟောနိုင်သေးတော့ဟောပြောဖို့ရတယ်စီယုံဖို့ရတယ်ကျွန်မမလုံနိုင်သေးပါဘူးအဲ့တော့ကျွန်မမလုံနိုင်သေးတော့လည်းပဲကျွန်မရဲ့ကိုယ်စား ကျမမျိုးနယ်မှာထားရခဲ့မယ်ကျမဒီလူနယ်အဖွဲ့အစည်းတွေနောက်မျိုးနယ်အောင်နိုင်ရေးအဖွဲ့အစည်းတွေမျိုးမီမျိုးပါလေဒါတွေကတော့ပူပေါင်းကြည့်တဲ့အခါကျတော့ကျမဒီစက်ရဲ့ရဲ့မတိုင်ခင်အတွင်းလေးတော့လုံနိုင်တဲ့အလုပ်တွေကိုအားလုံးစုစည်းပြီးတော့လုပ်ဖို့ရတော့ကျမငနေပါတော့မှဒီဟာလေးကတော့အားလုံးကိုကျမပြောပြပေးရရှိပါလေဟောဒီနေ့ကတော့ကျမဒီတိုင်းတိုင်းပြည်ညွန်နယ်အနေနဲ့တော့မမအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ကျမရွေးချယ်ခံရတဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းတယောက်ဖြစ်ပါတယ်ဆိုတော့ကျမဒီနေ့ဒီနေ့ကနေမိတ်ဆက်ပါမယ်ဟုတ်